ကင်းမီနယ်မြောက်ရီမြို့တောင်ဘက်ကေကေဘတ်စီမံကိန်းတွင်းကရင်းနှီးမြှုပ်နှံတဲ့တရုတ်ပြည်နဲ့အရေးပါတဲ့သူတွေကိုမိကြီးရဲ့ခေါင်းဆောင်ပိုင်းတွေကနေရာရွှေ့ပြောင်းပြီးကာကွယ်ပေးထားပါတယ်။ဒါအပြင်ကေကေဘတ်စီမံကိန်းတွင်းကထွက်ပြေးလာတဲ့ကြားပြန်လုပ်ငန်းရှင်တွေကိုကင်းမျိုးသားစီယုံ၊ကေယူတပ်မ6နယ်မြေ၊ကျုံလုံးမြို့နယ်တွင်းကိုငင်းငယ်ရေးကောင်စီ၊ကန်လလီ PC တပ်ဖွဲ့ဝင်တွေကပို့ဆောင်လာတဲ့အတွက်ဒေသခံတွေလက်မခံဘူး ငွေမာလာ9ရင်းဒီကတရားရုံးကဒေသန္တရအမိထုတ်ပြန်တာမြင်ခဲ့ပါတယ်ဘုရားလူချင်းမမဟုတ်ခင်ရတော့ဒါပါညာဒီလိုတို့ပဲသဘောချမယ်တက်ရတော့မကြိုက်ကြပါဘူးလူတွေကအလုံးအဲ့လိုပြောမယ်ဆိုရင်ဒါရဲလူကြီးပါတယ်ရတော့မာပေါ့လူတွေရောဇာတိကြပါညာဟိုဖြစ်တာပေါ့ဟိုပေါ့ပေါ့ပါပဲအလုံးလူချင်းရတယ်ပါဖြစ်နေတော့ဒီလူသားလူတွေရောမကြောက်ဘူးအာဘယ်လောက်ခံမလဲဘယ်လောက်ခံပါ့မလဲဘယ်လိုမှဇာတိလည်းမတောက်ဘူးလို့မျိုးပေါ့ လေကွယ်ပဲကြည့်တယ်လူတွေပဲလုံးသွားပါတော့ဖုန်းထဲမှာတော့မပါသေးကြတယ်ဘာလို့လဲမလို့ပြောတော့ပြောညာတယ်မျိုးမျိုးပဲ MPP နေနဲ့ဒါဘယ်လောက်ရမလဲကိန်းမဲ့ထောင်းမဲ့တော့ပါရီပါရီလည်းမသိရတာသင်တော့နားမလည်ဘူးလေ KNUKLLPC နေနဲ့ကြပြန်လုတ်ကင်သူတွေကိုတယ်ယူပို့ဆောင်နေဆိုတဲ့ information ပေါ်ပြန်လည်မေးမြန်းစစ်ဆေးသွားမှာဖြစ်ပြီးလောင်းကစားလုပ်ငန်းတွေမပတ်သက်ဘူးနဲ့မလုတ်ဘူး policy အရရည်တည်နေတာကြောင့်ပအဝင်ပတ်သက်တာအမှန်ကန်ရှိခဲ့ရင်တားမြင်ထားတဲ့စီမင်းစည်းကမ်းတွေချိုးဖောက်မှုတွေအရေးယူဆောင်ရွက်သွားမယ်လို့ဗိုလ်မှူးကြီးစောကြောင်မြင့်ကပြောပါတယ်။အချိန်ကြီးရှုပ်ထွေးနေတဲ့ကာလတကူအောင်မှာကတော့ကျွန်တော်တို့လမ်းကလည်းလူအများအပြင်းအထုတ်ပြုနေတဲ့သွာလာနေတဲ့လမ်းဖြစ်တဲ့ကကြတော့ခုနကဟိုဖက်ပေါ်လာတဲ့ဓာတ်တင်းအပေါ်မှာပေါ့လေအာအဖြစ်မှ အဖြစ်မှန်ကဘယ်လိုရှိတယ်လဲဆိုတာကိုတော့နည်းနည်းတော့ပြန်လေ့လာကြည့်ရအောင်မယ်ခင်ဗျာ။အဲလိုမျိုးအတိအကျဘုရားပေါ်လေအဲတွေ့ရှိရတဲ့ဟိုပါဝင်ပတ်သက်မှုတွေမှန်ကန်ရှိတယ်ဆိုရင်တော့ကျွန်တော်တို့ဒါပြန်မှဆိုရင်လည်းကျွန်တော်တို့တာမီလာတဲ့စီနီစီကန်တွေကိုဒါချူပါမှုတွေကတော့ကျွန်တော်တို့ဖွဲ့စည်းရနေပြီးတော့အာရည်ရွယ်ဆောင်ရွက်မှုတွေကတော့ရှိပါတယ်ခင်ဗျာ။ဒါအပြင်ကင်းမျိုးသားစီယုံကင်းတက်မှာခုနှစ်နေပြီကင်းပြီနေ ပိုင်ဂျုံမြို့နယ်မော်ဘိုကီဒေသမှာအွန်လိုင်းကျန်းမာရေးလုပ်ငန်းတွေအတွက်ကင်းနေကြသောတက် BGF ကလယ်မြေတွေကိုငှားယမ်းဝယ်ယူရမှာမြေတီကကိုထိုင်းပတ်ဝင်သိမ်းချီပေးဝယ်ယူနေပါတယ်။လက်ရှိမြေငှားယမ်းဝယ်ယူနေတာနဲ့ပတ်သက်ပြီးတပ်ဆိုင်ရာတာဝန်ရှိသူတွေကဆက်လက်လှုံ့ဆော်နေမယ်လို့အမြဲတမ်းဘူကော်မတီဝင်တယောက်ကပြောပါတယ်။မဘိုးကင်းဘက်ကိုရှေ့လာရင်းဆိုတော့ကျွန်တော်သူများတွေတစ်ဆင့်စကားကြားရတယ်အဲ့ဒါဘယ်လိုဖြစ်မှာတော့ကျွန်တော်လည်းမသိဘူးလေ ဲတဘောထားတွေကတော့ကြည့်အောင်မလေကျွန်တော်တို့ဘာကြောင့်လဲဆိုတော့ဒီကောင်ကလည်းဟိုဟာတစိမ့်ကပြစ်နေတော့ VGF နဲ့အမှခုနှစ်နဲ့သူတို့ဘယ်လိုညှိနှိုင်းမလဲအဲ့ဒီပုံမှာကျွန်တော်တို့ KN ရဲ့တဘောထားကိုပြန်ထားရမလို့ဘာကြောင့်လဲဆိုတော့အခုကဒီကောင်တွေကသိအားကြီးတယ်ဗျာခင်ရလားအဲ့တော့ပြောမလို့ဒီကြပ်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 အစ်မကြပ်ကြပ်နောက်ကကောင်းကြီးတွေကကြောက်ရတာအေးအဲ့ဒါတော့သူတို့လုတ်ပါလိမ့်မယ်လေနော်သူတက်ဆိုင်ရတက်ဆိုင်ရ တောင်ဝရှိတဲ့လူတွေရေးစားမှာပေါ့ပိုင်ဂျုံမြို့နယ်မော်ဖိုကီဒေသမှာအွန်လိုင်းကြားပြန်လုပ်ငန်းသစ်တွေလေမီတွေကိုငှားရုံးဝယ်ယူနေတာနဲ့ပတ်သက်ပြီး KNU BGF တာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းခဲ့ပြီးမယ်အခုသတင်းထုတ်လင်းချိန်ထိပြန်လည်ဖြေကြားတာမရှိပါဘူး KK ဘတ်စီမံကိန်းမှာ KN ကောင်းကောင်းလေးပါဝင်ပတ်သက်နေတယ်လို့စစ်ကော်မရှင်ကပြောဆိုခဲ့ပါတယ် KNU ဘက်ကဧကတရာမြေကွက်ကို Friend Asia International Holding Group ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်နေတာတွေကို 2022ခုနှစ်ဒီဇင်ဘာလကရဆိုင်လုံးထွက်ခဲ့ပြီးဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်ကျွန်တော်အောင်ခံပါ